မွေးနေ့လိုတရုတ်ကဖမ်းမလို့ချင်တော့တဲ့ရုရှားရဲ့ဖြစ်တရုတ်နဲ့ရုရှားတို့ရဲ့ကုန်သွယ်ရေးကအရင်ကတော့အားကောင်းနေတာမဟုတ်တော့ပါဘူးရုရှားကိုတင်ပို့နေတဲ့တရုတ်ရဲ့ထုတ်ကုန်တွေဆိုရင်ဖေဖော်ဝါရီလနောက်ပိုင်းမှာပဲ16ရာခိုင်နှုန်းကျော်ထိုးချခဲ့ပါတယ် ဒါကတော်တော်လေးကိုများတဲ့အညှိုးကိလေးဖြစ်ပါတယ်။ဒီဘက်မှာလည်း Ratcha ကနေတရုတ်ကိုတင်သွင်းနေတဲ့သင်္ကုန်တွေကလည်းဆက်ရှိရာခိုင်နှုန်းနီးပါးရော့ချနေပါတယ်။ဒီချိန်တုန်းကဆိုရင်ဒီနိုင်ငံနိုင်ငံရဲ့ကုန်သွယ်ရေးကသူတို့ဂျိုးစီးပွားတွေရဲ့အသက်သွေးကျော်ဆိုပြီးတော်တော်မှတင်စားခဲ့ပါတယ်။နိုင်ငံခြားကဆက်သွယ်ရေးကလည်းပိုပိုကက်ကက်ရှိနေခဲ့ပါတယ်။အခုလည်းပိုပိုကက်ကက်ရှိနေတော့မှပဲဒါပေမဲ့ကုန်သွယ်ရေးအညှိုးကိတွေရဲ့ဖော်ပြချက်တွေကတော့တခုခုဖြစ်နေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့လတွေကနေ Russia သမ္မတဗလာဒီမာပူတင်တယောက်ပေကျင်းကိုရောက်လာပြီးတရုတ်သမ္မတရှီကျင်းပင်နဲ့အနီးကပ်ရှိနေပါတယ်။ သူတို့နေရာလမ်းလျှောက်ပြီးအကြောင်းမျိုးစုံဆွေးနွေးနေတယ်။တရင်းတွေကိုလည်းမျက်စိနှာကိုတွေ့ခဲ့ရပါတယ်။မြောက်သားကလည်းစကားတွေဖောင်းပွဲရပြောခဲ့ကြပါတယ်။ဒီမြေခွေးကကမ္ဘာမီဒီယာတွေမှာလည်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။အပြင်ဘက်ကကြည့်မယ်ဆိုရင်တော့ဒီအခြေအနေဟာညှဉ်းညွတ်မှုရပြရုပ်ပဲဖြစ်ပါတယ်။ အရောင်းနိုင်ငံတွေရဲ့လွှမ်းမိုးမှုကိုစိုက်ကြည့်ဖို့ခက်ခဲပါပါရည်တည်နေတဲ့အေရမကောင်းဆောင်တဲ့ဦးတို့ရဲ့စီးလုံးမှုပါဒါကတော့ဘေကာထက်ခဇလန်းလေးပါဂလက်ခါနောက်ွယ်မှာတော့အကြောင်းလေးတွေထားနေပါတယ်အခုတော့ကိန်းကနေနေရာဒီအကြောင်းလေးတွေကိုပိုခန့်မှန်းလာနေပါပြီလက်ရှိအချိန်မှာတရုတ်ကရုရှားကိုလိုအပ်နေသေးပါပဲဒါပေမဲ့တခုရှိပါတယ်အနေထားတွေအရရုရှားစီကနေဒီဖိဖိဝေးအောင်နေတော့မယ့်ပုံစံမျိုးရှိနေပါတယ် ါကနိုင်ငံတကာကြီးရကျွမ်းကျင်သူတွေနဲ့ခံမှန်းချက်တွေဖြစ်ပါတယ်။ဒီလိုသားတကယ်ဖြစ်လာခဲ့မယ်ဆိုရင်ရုရှားဟာစေစုနေတဲ့တွင်အထူးကျန်ဆုံးဖြစ်ရမယ်အခြေအနေကိုရောက်တော့မှာပါ။ဒီအခြေအနေကကုန်သွယ်ရေးနှေးကွေးမှုကိစ္စတခုတည်းမဟုတ်ပါဘူး။ဘဒဝေနိုင်ငံကြီးရပြိုကွဲပြက်စီမှုရဲ့အဆလည်းဖြစ်သွားနိုင်ပါတယ်။ဒီလိုပြိုကွဲမှုတွေဖြစ်လာရင်ကိစ္စကတည်တည်လေးမဟုတ်ပါဘူး။မဟာပြည်ဝမြောက်ပြောင်းလဲကြီးဖြစ်သွားနိုင်ပါတယ်။ရုရှားနဲ့တရုတ်ကနေပေါင်းများစွာကလေးကအနောက်နိုင်ငံတွေရဲ့ဖိအားကိုခံခဲ့ရတာဖြစ်ပါတယ်။ဒီလိုဖိအားတန်တွေကလည်းရုံထွက်နိုင်ဖို့လည်းအသေးအံကြိုးစားခဲ့ရပါတယ်။ တရုတ်ကတော့ဒီနေရာမှာအခြေအနေကောင်းနေခဲ့ပါတယ်ရုရှားကတော့အဲဒီလောက်တောက်မခံနိုင်ပါဘူးသူကတရုတ်ကိုအားကိုးပြီးတော့ဖိအားတံမျိုးမျိုးကိုတွန်းလှန်နေတာပါ၂022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်လိုက်တဲ့အချိန်မှာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကပိုပြီးပြင်းထန်လာခဲ့ပါတယ်ဥရောပကစွန့်ရင်တင်းသွင်းမှုတွေကိုဖျက်ထောက်ပါတယ်။အမေရိကန်ကလည်းပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ပြီးနေပညာတွေကိုပိတ်ဆို့ခဲ့ပါတယ်။ဒီလိုကိစ္စတွေကြောင့်ပဲရုရှားရဲ့ကမ္ဘာလုံးဆိုင်ရာဗန်နာရေးလုပ်ငန်းတွေကမောကမောဖြစ်ခဲ့ပါတယ်။ဇယန်တရားလူသုံးကုန်ပစ္စည်းတွေလည်းပြတ်တောက်သွားခဲ့တာပါ။ဒီအချိန်မှာရုရှားကတရုတ်ကိုပို့ပြီးအားကိုးလာခဲ့ရပါတယ်။ဒါကြောင့်မဲ့ကိုသွင်းလမ်းကြောင်းတွေကလည်းတရုတ်ဘက်ကိုပို့ရောက်လာခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေကလည်းရုရှားလိုအပ်တဲ့ quality ကိုဒီစိတ်တပိုင်းဖြည့်ဆည်းပေးခဲ့ပါတယ်။ရုရှားရဲ့ရင်းနှီးတဲ့သဘာဝတန့်ဖိသင်္ဘောတွေကလည်းတရုတ်စိတ်ကန်းကိုအယောင်များလာခဲ့တာပါ။အပြန်လာအဖြစ်တော့တရုတ်နိုင်ငံတို့ electronic ပစ္စည်းတွေ၊စက်သုံးရည်တွေ၊စက်ဝတ်လုပ်ငန်းတို့ပစ္စည်းအစိတ်ပိုင်းတွေလည်းရုရှားစီကိုပုံရိုးရောက်လာခဲ့ပါတယ်။ဒီချိန်မှာရုရှားလက်ခံခဲ့တွေကိုဖြည့်ရှင်းနိုင်ပြီလို့ယူဆခဲ့လိုက်တာပါ။ဒီကိစ္စကိုအရှိတူချိုးခွေခြင်းဆိုပြီးတော့တင်စားခဲ့ကြပါတယ်။2023ခုနှစ်မှာတော့မှနိုင်ငံကုန်သွယ်ရေးကအားကောင်းဆုံးဖြစ်ခဲ့ပါတယ်။ဘလို့တော့အားကောင်းတယ်လဲဆိုရင်နိုင်ငံကြား စံကျင်တဲ့အမြင့်ဆုံးကုန်သွယ်မှုဆိုတဲ့အထိကိုရောက်ခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်မှာကုန်သွယ်မှုကအရှင်ပြန်ရောက်ခဲ့ပါတယ်။2025အရောက်မှာတော့အေးဆက်လာတဲ့အထိကိုဖြစ်ခဲ့ပါတယ်။ဒီနှစ်နိုင်ငံရဲ့အားကောင်းတဲ့ကုန်သွယ်မှုကအချိန်သိမ့်မကြားလိုက်ပါဘူး။ကြားထဲမှာလည်းဘာပြဿနာမှမရှိပါဘူး။ဒါဆိုရင်ဒီကိစ္စကဘာလို့ဖြစ်တာလဲ။မိခွန်းတွေလည်းရှိလာခဲ့ပါတယ်။အကြောင်းရင်းတချို့တော့ရှိပါတယ်။ဒါပေမဲ့အဓိကအကြောင်းရင်းကတော့နည်းနည်းပဲရှိခဲ့တာပါ။အဲ့ဒီထဲကတစ်ခုကတော့ဒီရောက်ကသူ့လိုချင်တာကိုဝယ်ပြီးသွားလို့ပါပဲ။ယူကရိန်းစစ်ပွဲစတင်ပြီးပထမနှစ်နှစ်တွင်ရုရှားလည်းကြီးကြပ်ငွေလိုအပ်ခဲ့ပါတယ်။ဒါကြောင့်မရှိနဲ့တဘာဝတန်းခွေနဲ့ကြောင်မီးသေးတို့ကိုထောက်ရောက်ပြီးတော့ဝင်ဝေရှာခဲ့ပါတယ်။ဒါပေမဲ့တူတူတန်တန်ဈေးနဲ့ ရောင်းခဲ့တာမှမဟုတ်ပါဘူး။ဘိုင်းနာရီဈေးနဲ့ရောင်းခဲ့တာပါ။ဒါတွေကိုတရုတ်ကတင်းကျုံဝယ်ပေးခဲ့ပါတယ်။ဘေးဘက်တွေချင်းအကူအညီပေးတဲ့ဆိုရထက်ကိုဈေးတန်တော့ရသလောက်ယူထားမယ်ဆိုတဲ့သဘောမျိုးနဲ့ဝယ်ခဲ့တာပါ။ရုရှားကလိုအပ်တဲ့ပစ္စည်းတွေကိုတော့ပေါင်းစည်းနေပဲပြန်ရောင်းခဲ့တာပါ။ဒီလိုနဲ့နေနေကြပါတရုတ်လေလောင်စာဆီဆိုရင်လည်းပတ်သက်ရင်ဖူးဖူးလုံးလုံးဖြစ်လာခဲ့ပါတယ်တရုတ်စီကစဝယ်ကလေးကမဟာပြည်ဝမြောက်တူလာမှုတွေကိုလှုပ်ထားခဲ့လို့ပါပဲနောက်ပြီးတော့ရုရှားလောင်စာကိုဝယ်နေရတဲ့အချိန်တွေမှာပြန်လည်ဖြည့်ပြည့်မဲ့ဆိုရင်ထုတ်လုပ်ရေးကို အင်တန်အားတိုက်တိစောက်နေကြတာပါ။ဒါကြောင့်မဲ့လက်ရှိမှာတော့ရုရှားတီကလောင်စာတီကိုမဖြစ်မနေမိကိုစရာမလိုတော့ပါဘူး။သူတို့စီမှာလိုအပ်တာတဲ့ပိုရှန်နေတဲ့ပမာဏရှိပါလိမ့်။အစားကတော့ရုရှားကသူ့အခက်ခဲကိုအကူအညီပေးတဲ့အနေနဲ့တရုတ်ကဝေယူမှုတွေကိုတိုးပေးမယ်လို့တော့ထင်နေခဲ့ပါလိမ့်။မိဘတွေလည်းဖြစ်ရည်တည်နေရတဲ့အခြေအနေချင်းကလည်းတူနေတာကြောင့်ဒီလိုမျိုးလဲခဲ့တာမမှားပါဘူး။ ။တတင်းဒီမှာလေးတရုတ်နဲ့ရုရှားကစစ်မှန်သောမိတ်ဆွေ၊ယုံကြည်စိတ်ချရသောမိတ်ဆွေစူပီးခဏခဏဖော်ပြခဲ့ပါတယ်။တရုတ်ဘက်ကလည်းချိန်နေပြီးရုရှားကိုလက်တွဲထားဖို့စိတ်ကူးမျက်ရှိနေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကြိုးစည်းပွားကိုနည်းနည်းလေးတော့ထိခိုက်လာရင်တော့လုံတင်လာကိုမျက်တော်တစ်ချက်မှခတ်ပြီးလုံတဲ့တဲ့အချင်းရှိတာပါ။အရင်တုန်းကရှိခဲ့တဲ့ဒဏ်ခံပိတ်ဆို့မှုတွေကိုတရုတ်ကသိပြီးစိတ်မပူပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာတော့နောက်နိုင်ငံတွေအထူးသဖြင့်တော့အမေရိကန်ရဲ့ဒဏ်ခံပိတ်ဆို့မှုတွေကလည်းပိုကျန်းလာပါတယ်။ဒေါ်နယ်ထရန့်တက်လာပြီးတော့နောက်ပိုင်းမှာရုရှားနဲ့ပတ်သက်တဲ့နိုင်ငံတွေကိုဒဏ်ခံပေးဆို့မှုချဲ့တွင်ဖို့ကြိုးစားလာခဲ့ပါတယ်။ဒီကြားထဲမှာလည်းတရုတ်နဲ့တရက်ဖြစ်နေတဲ့ ကုံသွေးရေးစေဝေးဆန်ဆန်ကိစ္စတွေလည်းရှိပါတယ်တရုတ်ကကိုနဲ့ဆိုင်တဲ့ကိစ္စကိုတော့သူချမ်းကိုချမ်းသူရောက်ကိုရောက်နဲ့ပုံစံမျိုးနဲ့ရှင်းနေခဲ့ပါတယ်ဒါပေမဲ့ရုရှားနဲ့ပတ်သက်ပြီးထပ်ပြီးတော့အကြမ်းရမယ့်ကိစ္စမျိုးကိုရှောင်ရှားကျင်နေခဲ့တာပါရှရာကချင်းချောက်တဲ့ကိစ္စနဲ့ပတ်သက်ရင်နောက်ပြောင်တက်တဲ့သူမဟုတ်ဘူးဆိုတော့တမနာရှိတဲ့ကောင်းကောင်းသိနေတာပါအပြင်ပန်းမြင်မာတော့တရုတ်ကနှိပညာကဏ္ဍမှာရောဇေယျကဏ္ဍမှာပါစီးပွားရေးကဏ္ဍမှာရောကောင်းကောင်းမွန်မွန်ရှိနေပါသေးတယ်ဒါပေမဲ့2023ခုနှစ်နောက်ပိုင်းမှာတရုတ်ရဲ့စီးပွားရေးလေပတ်မှုကနှိကွေလာပါတယ် အင်ဂျင်မီကဏ္ဍမှာလည်းအကျက်တဲတွေတွေ့ခဲ့ရပါတယ်။ဒီကြားတဲ့လူငယ်တွေအလုပ်လက်မဲ့နှုန်းကလည်းမြင့်တက်နေပါတယ်။ဒီကိစ္စကိုပြေရှင်းနိုင်ဖို့တရုတ်ဆွေရလည်းပြီးအားရအကိုရောက်နေခဲ့ပါတယ်။လက်ရှိမှာလည်းတရုတ်ရဲ့ဗန်ဒီကဒေါ်လာငွေကြေးပေါ်မှာအလုံးမေးမိခိုးထားရပါတယ်။တရုတ်ရဲ့အကြီးဆုံးတင်ပို့သူတွေဆိုရင်အနောက်ဈေးကွက်ပေါ်မှာမိခိုးထားရပါတယ်။ဒါကြောင့်မဲ့ပေကျင်းကတခါပေးဆိုခံရတဲ့ကိစ္စ၊နီးပညာကုမ္ပဏီတွေနဲ့ပြက်သွင်းခံရတဲ့ကိစ္စ၊ဗန်ဒါရေးဖွဲ့စည်းတွေထိန်းချုပ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအလောင်းစားလုပ်ချင်စိတ်ရှိမနေပါဘူး။ဒါကြောင့်မဲ့ရုရှားစီကလောင်းစားစီတွေကို ဈေးတက်တက်တာနဲ့ရနေတာတော့မှကုန်သွယ်မှုကိုတပြေးပြေးနဲ့ရှော့ချနေပါတယ်ဒီချိန်ဒီမှာကုန်စည်စည်းသိမ်းမှုတွေလည်းနှေးကွေးလာပါတယ်အကြီးစားစီမံကိန်းတချို့လည်းဒုဒုတိတိဖျက်သိမ်းနေရပါတယ်တချို့ပြည်တွေကစီမီစည်းကမ်းတွေကိုတင်းကျပ်လိုက်တဲ့အတွက်ရုရှားနဲ့ငွေလေးပြောင်းရွှေ့ကိစ္စတွေလည်းခက်ခဲလာပါတယ်အလားလာကောင်းခဲ့တယ်ဆိုပြီးမျှော်မှန်းခဲ့ကြတဲ့နိုင်ငံဖက်ဆက်လုပ်ငန်းတွေလည်းလမ်းပျောက်ခဲ့ရပါတယ် ဒီပညာကုမ္ပဏီမှာလည်းဒီလိုခြေနေမျိုးကိုရှောင်လွှဲလို့တော့မရပါဘူး။တရုတ်နီးပညာကုမ္ပဏီတွေနဲ့ရုရှားကုမ္ပဏီတွေပူးပေါင်းဆောင်ရွက်ခဲ့တဲ့စီမံကိန်းတွေဆိုရင်လည်းအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ဒီရုတ်ကရုရှားကိုနီးပညာတွေထောက်ပံ့ပေးနေတယ်ဆိုပြီးပိတ်ဆို့မှုအသစ်တွေချမှတ်လိုက်မှကိုဒီရုတ်ကလည်းမလိုလားပါဘူး။တကယ်တမ်းမှာလည်းရုရှားကအစိမ့် chips တွေ AI နဲ့သက်ဆိုင်တဲ့ခြေကန်အဆောက်အဦ clux နဲ့ဒီမှာလိုအပ်ချက်တွေတိုးလာနေပါတယ်။ပုံမှန်ဆိုရင်ဒီလိုရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်အကျိုးမြတ်ရရနိုင်ခြေကတည်ချနေပါတယ်။ဒါပေမဲ့ဒဏ်ကဲပိတ်ဆို့မှုကိုကြောက်ပြီး တနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကအားနည်းလာပါတယ်ဒီလိုပြောလို့ရုရှားကိုလုံးဝမပူးပေါင်းတာမျိုးတော့မဟုတ်ပါဘူးဒီလိုနိုင်ငံတွေကနေဖြစ်ဖြစ်ဒါမှမဟုတ်လျှို့ဝှက်ပြီးတော့ဖြစ်ဖြစ်ပူးပေါင်းတဲ့ကိစ္စတွေရှိပါတယ်ရုရှားတော်ကတော့ဖက်ဖက်ကနေဆုံးရှုံးမှုတွေကြီးပါပဲဘလို့ပဲခိုင်မာတဲ့မိဖက်ဖြစ်ပါစေအတင်းကျပ်တောင်းဆိုနေလို့မရဘူးလက်ရှိမှာလည်းယူကရိန်းစစ်မျက်နှာကြောင့်ကုန်ကျစရိတ်တွေထောင်းနေပါတယ်ဒီကြားထဲမှာတရုတ်နဲ့ပူးပေါင်းမှုဆိုပြီးကျင်းစင်ထားတဲ့လုပ်ငန်းတွေလည်းရှိပါတယ်ဒါတွေအလုံးနီးပါးကလည်းနှိမ့်ကွေးနေပါတယ်ဈေးကွက်ဆုံးရှုံးမှုတွေလည်းဖြစ်နေပါတယ်စမ်းသစ်တီတွေမှုတွေအရှင်လျော့လာသလိုကာကွယ်ရေးလုပ်ငန်းတွေလည်းအားနည်းလာစေခဲ့ပါတယ် ထရန့်ကတော့ရုရှားကိုနှိမ်ထားဖို့ကိစ္စအတွက်အားထည်ကြိုးစားနေပါတယ်။ဒီနှစ်စက်တင်ဘာလကပဲရုရှားရင်နဲ့ဆက်ပြီးတော့ဝင်နေမယ်ဆိုရင်တရုတ်ရဲ့ကွန်ပီစီးတွေပေါ့အခုတို့ကဖို့နေတိုနဲ့ဥရောပသမ္မတကိုတောင်းဆိုခဲ့ပါတယ်။အမေရိကမှာဒီလိုတောင်းဆိုရတဲ့အချိန်မှာဥရောပသမ္မတကရက်တီချက်ကလည်းဝေဝေဝါးဝါးလှုပ်နေလို့မရတော့ပါဘူး။ဒဏ်ငယ်ပေးဆိုမှုတွေနဲ့ပတ်သက်ရင်ဝါရှင်တန်နဲ့နီနီကက်ကပူးပေါင်းဆောင်ရွက်ကြမှာပါ။တရုတ်ကဥရောပဈေးကွက်ကိုလည်းအားထားနေရတာဖြစ်ပါတယ်။ဒီဈေးကွက်ကတနေ့ကိုယူရိုဘီလီယံ900လောက်တန်ဖိုးရှိပါတယ်။ဒါကြောင့်မို့ဥရောပသမ္မတကရဲ့ပေးဆိုမှုအသစ်တွေကိုလည်းမလိုချင်နေပါဘူး။ ရုရှားနဲ့ပြတ်သက်လျှော့ချလိုက်တာနဲ့ပေးဆိုမှုအသည့်တွေကိုရှောင်ရှားနိုင်မဲ့အချိန်မှာတရုတ်ကသူ့အကျိုးတက်ပဲဆုံးဖြတ်မှတည်ကြနေပါတယ်။ဒီကိစ္စတွေမှာအိန္ဒိယကိုလည်းခြံထားလို့မရပါဘူး။အိန္ဒိယကလည်းရုရှားစီကရေနံစိမ်းတွေကိုအလုံးရင်ဝယ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းထရန့်ကတန်ခတ်ပေးဆိုမှုတွေလုပ်မယ်ဆိုပြီးကြေညာလိုက်တဲ့အချိန်မှာသူကလည်းတွတ်ဆနေပါတယ်။ဒီလိုနဲ့ဒီနေ့မေလနဲ့ဩဂတ်စတွေမှာဝယ်ယူမှုရဲ့30ရာခိုင်နှုန်းကျော်လောက်ကျဆင်းခဲ့ပါတယ်။တချင်တော့ကဆိုဗီယက်ပြည်ထောင်စုကအင်အားကြီးခဲ့ပါတယ်။ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးရုရှားနိုင်ငံဖြစ်တော့လေအင်အားကြီးဆဲပါပဲ။အဲဒီတော့ကရုရှားဟာအနောက်တိုင်းနဲ့တည်တည်နဲ့ဆက်ဆံမှုတချို့ရှိခဲ့ပါတယ်။အဲဒီကနေယူကရိန်းစစ်ပွဲဖြစ်လာခြင်းမှာ အနောက်နိုင်ငံတွေနဲ့အဆက်အသွယ်ပြတ်လာခဲ့တာပါဒီလိုနဲ့ရှေးဘက်တို့ကြွေချိုးချင်းဆိုတဲ့အခြေအနေနဲ့စားထိုးခဲ့ရပါတယ်ဒီအခြေအနေကိုလည်းအကောင့်မြင်ပြီးမျောလင်းထားခဲ့ပါတယ်ဒါပေမဲ့လက်ရှိမှာတော့အကောင့်မြင်စရာနည်းပါးလာခဲ့ပါတယ်လက်ရှိရုရှားအားကိုးနေရတဲ့တရုတ်တို့အိန္ဒိယတို့ကသူတက်ဆိုင်အခြေအနေကောင်းပါတယ်သူတို့ကရုရှားကိုမဖြစ်မနေ မီကိုနေကြမလို့ပါဘူးရုရှားစီကနေဝယ်မရရင်လည်းတခြားနေရာကလှည့်ဝယ်လို့ရပါတယ်ရုရှားနေတွေကတော့ဒီတနိုင်ငံသားမဝင်မြေမြဆားဆားရောင်းလို့ရတဲ့နိုင်ငံဆိုတာမရှိသလောက်ရှားသွားမှာဖြစ်ပါတယ်ကမ္ဘာတည်တည်နေမှာတရုတ်နဲ့ရုရှားကိုတွေးပြီးဖော်ပြခဲ့ကြပေမဲ့မော်စကိုနဲ့ပေကျင်းတို့ရဲ့ဆက်ဆံရေးကတန်းတူမဟုတ်ခဲ့တာကြားလာပါပြီတရုတ်ကကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုရဲ့ထိတ်တန့်ဖြစ်ပါတယ်ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သလိုဒုတိယအင်အားကြီးဆုံးတာဝန်ဆိုင်ရာရှိပါတယ်ရုရှားကတော့ကမ္ဘာပထဝီနိုင်ငံရေးစက်ကုံပေါ်ကနိုင်ကြပရင်လို့ဖြစ်ပါတယ်တကယ်တမ်းမှလည်းတရုတ်ကကမ္ဘာလမ်းဆက်သွယ်ရေးကုန်လမ်းချောင်းတွေပြန့်ကျက်ထားပြီးဖြစ်ပါတယ်ဥပမာအနေနဲ့ရင်းနှီးလို့ရဆိုရင်ပင်လယ်ကွေ့နိုင်ငံတွေက ော့ပြောင်းဝယ်လို့ရပါတယ်။ကြာမီးသွေးလိုတဲ့ဆိုရင်တော့အင်ဒိုနီးရှားကဝယ်လို့ရပါတယ်။ဒဏ်ငွေတော်တော့ဘဟုရှိအာရှနိုင်ငံတွေစီးကနေသူရောင်းချင်တဲ့ကုန်ပစ္စည်းတွေဆိုရင်လည်းအာဖရိက၊လက်တင်အမေရိက၊ဥရောပဈေးကွက်တွေကိုဖြန့်ဝယ်လို့ရပါတယ်။ ဒီယိုနဲ့ရုရှားကြားကအင်အားမကြီးများမှုတွေကကုန်သွယ်ရေးတွေရပ်သွားမှာမဟုတ်ပါဘူး။ဘယ်လိုပဲနိုင်ငံရဲ့အထိပါပြန့်နှံ့လာပါတယ်။ရင်းနှီးကဆိုရင်ဘိုဟိုအာရှကရုရှားရဲ့ဩဇာလွှမ်းမိုးရာဒေသဖြစ်ပါတယ်။အခုတော့ဒီယိုကအဲ့ဒီယာတို့ကိုဝင်ယူထားပါတယ်။ရုရှားကငွေကြေးခဲခဲကြောင့်ရင်းနှီးမြုပ်နှံမှုမလုပ်နိုင်တဲ့အကြောင်းပါပါတယ်။ဒီယိုကရုရှားကိုစစ်ရေးရပ်ပန်မှုကူညီမှုမလုပ်နိုင်ဘူးဆိုပြီးအတီလင်းသတ်မှတ်ထားပါတယ်။ဒါပေမဲ့တူတူတက်တက်ကူညီပေးတဲ့ကိစ္စတချို့တော့ရှိပါတယ်။မြောက်ကိုရီးယားကတော့မှရုရှားကိုပြန်ပြန်တင်းတင်းကူညီပေးခဲ့တာပါ။သူကြတော့ပေးဆုံမှုတွေပါတယ်လည်းကယူဆချက်မရှိပါဘူး။ဒီယိုကြတော့သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွားကိုကာကွယ်ဖို့ရှိပါတယ်။ချုပ်မီးပြောမယ်ဆိုရင်ဒီယိုနဲ့ရုရှားတို့ရဲ့ကာလရှည်ကြ ာမေးပဲဆက်ဆံရေးကအေးဆက်လာပါတယ်ဒဏ်ကိုက်ပေးစုမှုအသစ်တွေမရှိခင်ကတည်းကရုရှားစီကဝေထားတဲ့လောင်စာကိစ္စကလည်းကုချင်းချင်းလို့ဆိုတာတဲ့အမျက်ရလို့ဝေထားပါဒီလိုပဲလို့ဒဏ်ကိုက်ပေးစုခံရမယ်ဆိုတဲ့အချိန်မှာနောက်ဆုံးဘဝင်လေးတော့မှာမဟုတ်ပါဘူးဒီချိန်ထဲမှာရုရှားကတော့ဒဏ်လူဆက်ဆံမဲ့မိဖက်တွေကိုဆုံးရှုံးနေရပါတယ်သူတို့မျက်တုပ်ရှင်တဲ့မိဖက်တွေကိုပဲအားကိုးနေရပေမဲ့သူတို့ကလည်းစုခွာနေပါပြီရုရှားကကြည့်နေရောကလည်းလို့ဘာမှမတတ်နိုင်ပဲဖြစ်နေကြောင်းဝေးမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းထုတ်လိုက်ပါတယ်